တရုတ်အစိုးရကတောင်ကြောက်ရတဲ့ရွှေကြွေးကန်ဒေတာရဲ့အကျွမ်းမဲ့အာနာရှင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ၊မိုးရစေဝါမောင်းခိုကူးမှုတွေ၊လူကုန်ကူးမှုတွေနဲ့အွန်လိုင်းလိမ်လည်မှုတွေစုစည်းရာဗဟိုချက်ဟာရွှေတြီကန်အထူးစည်းဝေးဆုံး Golden Trigger Special Economist ဆုံး GDSEZ မှာတည်ရှိနေပါတယ်။ တရုတ်နိုင်ငံသား6ဝေကနောက်ကွယ်ရနေပြီးတော့ဂျိုးခိုင်နေတယ်လို့တန်တရားရှေ့ရတဲ့ဒီဇုံကအပေါ်ယံမှာခီးသွွားလုပ်ငန်းနဲ့စီးပွားရေးစီမံကိန်းလို့ပုံဖော်ထားပေမဲ့တကယ်တကယ်မှာတော့ရာဇဝတ်ခိုင်းနေရဲ့လွတ်မြောက်နေနေဖြစ်နေပါတယ်။ဒီရှုပ်ထွေးတဲ့ပြဿနာရဲ့နောက်ကွယ်မှာတရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍဘယ်လိုလဲ။နိုင်ငံတကာဥပဒေစိုးမိုးရေးအဖွဲ့တွေအတွက်အထောက်အချာအာဏာဆိုင်ရာအခက်အခဲတွေကဘာတွေလဲ။လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပြည်내နေတဲ့ဒီအမောင်ကဘာကျန်းကြီးကိုဘယ်သူကအဆုံးသတ်နိုင်မှာလဲ။ ဒီမိန်ကုန်းလေးရဲ့အဖြေကိုရှာဖွေရင်းကျွန်တော်တို့ကရွှေထရီဂန်ရဲ့အမောင်ချမ်းနဲ့မြန်မာနိုင်ငံရဲ့ကြားဖြတ်ပြဿနာတွေရဲ့နည်းနည်းတဲ့အကြောင်းအရာတွေကိုနားလည်အောင်စူးစမ်းသွားမှာဖြစ်ပါတယ်။ရွှေထရီဂန်အထူးစည်းပွားရေးဆောင်ဆိုတာမိုးရစီမောင်ခိုကုံမှုလူကုံကုံမှုနဲ့အွန်လိုင်းလေလံမှုစစ်ဆေးရေးတွေအပါအဝင် ရာစုမှုပေါင်းစုံရဲ့အေယာမဘဟုဌာနကြီးတစ်ခုပါပဲ။ဒီဟာအသားကောက်အများစုကတော့နိုင်ငံသားမှာလစာကောင်းကောင်းနဲ့အလောက်ကန်ခွင့်လန်းတွေပေးမယ်ဆိုတော့အွန်လိုင်းကြော်ညာ ွေနဲ့လှည့်စားခံခဲ့ရတာပါဒီနယ်ကျော်ရာဇဝမှုဗဟုဌာနကိုတရုတ်နိုင်ငံသားတဦးဖြစ်တဲ့ချောင်းဝေကထိန်းချုပ်ထားတယ်လို့နိုင်ငံအများစုကယူဆထားကြပါတယ်ဒီရွှေထရီကန်ဒေတာကြီးတစ်ခုလုံးကိုကျောင်းဝေတယောက်တည်းကအားလုံးကိုစီမံခန့်ခွဲပါတယ်။စီကန်းတွေကိုတတ်မှတ်ပြီးတော့တရုတ်ရဲ့အရာစုဂိုင်းအဖွဲ့တွေဟာအရှိတောင်အာရှမှာရောတခြားနေရာတွေမှာပါအင်အားအကြီးဆုံးရာစုကွန်ရက်တွေဖြစ်လာခဲ့တာပါ လာအိုနိုင်ငံကတရုတ်ကွန်မြူနတီပါတီနဲ့ယင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ကွန်မြူနတီနိုင်ငံအချင်းချင်းဆိုတော့တရုတ်ကလာအိုအပေါ်အမေရိကန်ထက်စာရင်အများကြီးပို့ပြီးတော့ဩဇာညောင်းပါတယ်။ဒီနေရာမှာအဓိကမိကုံကတော့တရုတ်ကဒီယာဆွေးမှုတွေကိုရပ်တန့်ဖို့ဆုံးဖြတ်မလားမဆုံးဖြတ်ဘူးလားဆိုတာပါပဲ။ဒီထက်နည်းတဲ့အချက်တစ်ခုကတော့ကျောက်ဝေအပေါ်တရုတ်ရဲ့သဘောထားပါ။သူတို့ကကျောက်ဝေကိုအကြောင်းတစ်ခုခုကြောင့်တီးခံပေးထားပုံရပါတယ်။ဆိုတော့ကျောက်ဝေဆိုတာဘာတူလဲ။ ဘာဖြစ်လို့ဖန်ဝရန်ထုတ်ခံထားရတဲ့ရာဇဝတ်ဂိုင်းခေါင်းဆောင်တဦးကနိုင်ငံသုံးနိုင်ငံစုံတဲ့နေရာကို သူ့ပိုင်နိုင်ငံလိုစိတ်တိုင်းကြအုပ်ချုပ်ခွင့်ရနေတာလေသူအကြောင်းကိုပြောဖို့အတွက်ဆိုရင်တော့ရွှေထရီဂန်ဒေတာရဲ့လက်ရှိအခြေအနေကို အရင်ဆုံးနားလည်ထားပါမယ်ထိုင်းမြောက်ပိုင်းမြန်မာပြည်တောင်ဘက်အစွန်ဆုံးနယ်စပ်နာကတတော်ရီက မွေးစည်းဝါမောင်ခိုသမားတွေရဲ့လှူရှားရနေရာတွေဖြစ်နေပါတယ်။ထိုင်းစစ်တပ်ကဒီဒေသတွေကိုမွေးစည်းဝါရှာဖွေဖို့ပုံမှန်ကင်းလဲ့နေတာပါ။တပတ်ကိုတစ်ခါလောက်ဆိုနေဆက်ဖြတ်ကျော်လာတဲ့မွေးစည်းဝါတွေအထူးသဖြင့် methamphetamine အများအပြားကိုရှာဖွေဖမ်းဆီးရမိနေတာတွေတွေ့ရပါတယ်။ ထိုင်းစစ်တပ်ရဲ့ဗီဒီယိုတွေမှာစစ်အရာရှိတွေကလာအိုနဲ့မြန်မာနယ်စပ်တွေကိုဘလို့လုံခြုံရေးတင်းကျပ်နေလဲဆိုတာမြင်နိုင်ပါတယ်။တခါတလေဒီကင်းလဲမှုတွေမှာမှောင်ခိုသမားတွေနဲ့ရင်ဆိုင်တွေ့ဆုံတာမျိုးတွေလည်းရှိပါတယ်။ဘီဂရန်နဲ့ကဆိုအရှိတောင်အရှာမှာ မန်ဒဖန်တမင်း169တန်စံချိန်တင်ဖန်စီရမိခဲ့ပါတယ်။အဲဒီတဲက၈စနစ်ရာဂိုင်းတုန်းကတော့ရွှေထရီဂန်လို့ခေါ်တဲ့မြန်မာလာအိုထိုင်းသုံးနိုင်ငံပေါင်းဆက်ဒေတာကနေလာတာဖြစ်ပါတယ်။ဒီဒေတာရဲ့အဓိကဘဟုမှာရွှေထရီဂန်အထူးစည်းဝါးရေးဆောင် GDS EZ တည်ရှိနေပါတယ်။မကြာသေးခင်နှစ်တွေအတွင်းဒီဒေတာတလျှောက်မန်ဒဖန်တမင်းမောင်ခိုကူမှုတွေကအဆမတန်မြင့်တက်လာခဲ့တာတွေ့ရပါတယ်။ဒီမိုးရစည်းဝါးတွေကများသောအားဖြင့် လက်ဖက်ချောက်ထုတ်တွေထဲမှာထည့်ပြီးတော့ထုတ်ပိုးထားတတ်ပါတယ်။လာအိုက GDSE ဆန်းကဒါရီကိုတူလောင်ဖြန့်ဖြူးဖို့အကောင်းဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။အကယ်၍အရှိတောင်အာရှကနေမိုးရင်စေးဝါးတွေအများအပြားထုတ်ချက်တယ်ဆိုရင် ထိုင်းကိုဖြတ်သွားရတာများပါတယ်။ဘာလို့လဲဆိုတော့ထိုင်းကအရှိတောင်အာရှအကုန်းတွင်းပိုင်းနိုင်ငံတွေထဲမှာနိုင်ငံတကာနဲ့အခြေဆက်အများဆုံးနိုင်ငံတစ်ခုမို့ပါ။ထိုင်းအစိုးရကလည်းနှစ်တည်းတလျှောက် မြန်မာလာအိုနယ်စပ်တရနဲ့မွေးစေဝါတင်ပို့မှုတွေကိုရပ်တန့်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုတိုက်ဖြတ်နေပေမဲ့မွေးစေဝါပြဿနာက ရွှေထွေးကန်ဒေသမှာအမြင့်တွယ်နေသေးပါပဲ။ ကိုပိုင်အုံချုပ်ခွင့်ရရွှေတရီကန်ဒေတာကိုကျောင်းဝေကတည်ထောင်ခဲ့တာဖြစ်ပြီးတော့မြန်မာနိုင်ငံကနေမိုးရစည်းဝါအမောင်းခိုကူးမှုမှာပါဝင်ပတ်သက်နေတယ်ဆိုပြီး American Anabine ရဲ့ပြစ်တင်ရှုံချခြင်းကိုခံထားရပါတယ်။ဒီရာဆွေးခိုင်းတွေကမိုးရစည်းဝါမိုးရစည်းဝါထုတ်လုပ်တဲ့ဓာတုပစ္စည်းတွေလူကုန်ကူးမှုတွေအပြင် online လိမ်လည်မှုတွေအပါအဝင်ရာဆွေးရာဆွေးဈေးကွက်ပုံစံမျိုးမျိုးစုံကို အာရုံစိုက်နေကြတာဖြစ်ပါတယ်။ဒီ crypto soft loan နာမည်ပေးထားသူတွေက24နှစ်ဘက်လုံးမှာဆိုရတော့အလုံးလုံးပြီးတော့ကျွန်တော်တို့စီကိုဒီ spam text message တွေပို့နေကြတာဖြစ်ပါတယ်နောက်ပိုင်းမှာဆိုရင်တော့အဲဒီ message တွေကိုပို့နေတဲ့သူတွေကအရှိတောင်အာရှကလူကုန်ကူးခံရသူတွေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာပေါ်ပေါက်လာပါတယ် ်မရိကန်ဗန်နာယီဝင်ကြီးဌာနအပါအဝင်ဥပဒေစိုးမိုးရေးအဖွဲ့ရေးစီကနေအခုဖြစ်နေတာတွေကတရားမဝင်ဘူးဆိုတော့အလွန်ရှင်းလင်းပြတ်သားတဲ့လူသိရှင်ကြားထုတ်ပြန်ချက်တွေလည်းရှိပါတယ်။ရွှေဒရီဂန်ရဲ့အလဲပဟိုတတဲမှာဆိုရင် King Romance Casino တည်ရှိနေတာဖြစ်ပါတယ်။ဒီကာစီနိုတွေကငွေကြေးခဝါချမှုနဲ့တရားမဝင်ငွေကြေးလွှဲပြောင်းမှုတွေမှာအရေးပါတဲ့အခမ်းကဏ္ဍအနေပါဝင်နေပါတယ်။ဥပဒေစိုးမိုးရေးအေဂျင်စီများစွာရဲ့အဆိုအရသူတို့ကရာဇဝတ်ဒိုင်းအဖွဲ့အစည်းတွေက တရားမဝင်လုံးရက်တရားနေရတဲ့ငွေတွေကိုတရားဝင်ငွေကြေးစနစ်ထဲငွေကြေးခဝါချတဲ့အရေးကြီးတဲ့အချက်ချကြတဲ့နေရာတွေပါမွေးစည်းဝါးတွေအများပြားကိုဒီကာစီနိုတွေကနေတဆင့်ငွေကြေးခဝါချနေကြတာဖြစ်ပြီးတော့တချို့ကတော့ဒါဟာဒီစုံကိုစတင်တည်ထောင်ခဲ့ရတဲ့အဓိကအကြောင်းရင်းတွေတည်းကတစ်ခုဖြစ်တယ်လို့ပြောကြပါတယ်ဒါ ው ကုလသမဂ္ဂမွေးစည်းဝါးနဲ့ရောင်စုဆိုင်ရာယုံ UNODC ကလည်းနှစ်တည်းတလျှောက်အသေးစိတ်မှတ်တမ်းတင်ထားပါတယ် ရွှေတွိကံအထူးစည်းဝါးရေးဆောင်ရဲ့အခြေအနေတွေကိုပြောပြပြီးဆိုတော့အခုတကယ်ပါလုံးကစောင်းကြည့်နေတဲ့မြန်မာနိုင်ငံအထူးသဖြင့်မြောက်ရီနဲ့ရွှေကုန်းကိုမှဖြစ်နေတဲ့ ကြားဖြတ် online scan ပြဿနာတွေအကြောင်းကိုဆက်ပြောပြကြပါမယ်။ဒီကြားဖြတ်တွေဟာအရှိတောင်အာရှမှာကြီးထွားလာနေတဲ့နေကျော်ရာဇဝတ်မှုကိုရက်တည်းရဲ့နောက်ွယ်ရာနောက်ထပ်ကျောင်းသားဖွယ်ရာမျက်နှာစာတစ်ခုပါပဲ။ Sri Trigan မှာမြင်တွေ့ရတဲ့အခြေအနေတွေနဲ့မတူဘဲမြန်မာနိုင်ငံဘက်ကနေဆက်ဒေသတွေမှာဖြစ်နေတဲ့ကြားဖြတ်လိမ်လည်မှုတွေကပို့ပြီးတော့ရှုပ်ထွေးပါတယ်။ထိုင်းမြန်မာနယ်စပ်မျိုးဖြစ်တဲ့မြောက်ရီနဲ့အနီးနားရွှေကုတ်ကိုလိုနေရာတွေမှာ အွန်လိုင်းနေနေမှုလုပ်ငန်းတွေကအဆမတန်ကြီးထွန်းလာနေတာကိုတွေ့ရပါတယ်။ဒီနေရာတွေကတရားဥပဒေစိုးမိုးမှုအားနည်းတာလက်နက်ကင်အဖွဲ့အစည်းတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာတွေကြောင့်ရာဇဝတ်ကိုင်းတွေရဲ့အတွက်လွတ်လပ်စွာလှုပ်ရှားနိုင်တဲ့နယ်မြေတွေဖြစ်လာပါတယ်။ဒီကြားဖြတ်လုပ်ငန်းတွေမှာပါဝင်နေတဲ့သူတွေကရွှေဒရီဂန်ဒေတာမှာလူကုန်ကူးခံရတဲ့သူတွေနဲ့ဆင်တူပါတယ်။သူတို့အများစုကလာစာကောင်းတဲ့အလုပ်တွေရမယ်၊နိုင်ငံသားမှာအခြေချနေထိုင်ခွင့်ရမယ်ဆိုတဲ့ကတိတွေနဲ့ လှည့်ဖြားပြီးတော့ခေါ်ဆောင်ခံရတာပါဒါပေမဲ့ရောက်သွားတဲ့အခါမှာတော့ passport တွေအသိမ်းခံရပြီးတော့ကြိုတင်ရည်ရွယ်ထားတဲ့ online လေလံမှု center တွေထဲမှာအကျဉ်းသားလို့အလုပ်လုပ်ခိုင်းခံရတာပါသူတို့ကိုရရဲ့ဆက်ဆက်နှိမ့်ဆက်တာအစာငက်ခံထားတာပြီးတော့တမတ်ထားတဲ့အရေးအတွက်မဖြစ်မီရင်ရိုင်းနှက်ချာမျိုးတွေကိုလည်းကြုံတွေ့ရပါတယ်ဒီလိုမျိုးလူအခွင့်အရေးချိုးဖောက်မှုတွေကဒီနေရာတွေမှာ ပုံမှန်လိုဖြစ်နေပါတယ်ရွှေထရီကံမှာတွေ့ရတဲ့အကြိုင်းမြန်မာဘက်ကအကြမ်းဖက်စင်တာတွေမှာလည်း ဝတ်သက်လေလေမှု pit patterning scale မျိုးရှုပ်ထွေးတဲ့လေလေမှုပုံစံတွေကိုအသုံးပြုကြပါတယ်ဒီနည်းလမ်းကသူတို့ပြတ်မှတ်ထားတဲ့သူတွေနဲ့ ယုံကြည်မှုရှိတဲ့ဆက်ဆံရေးကိုအရင်တည်ဆောက်ပြီးရနောက်မှာသူတို့ကို cryptocurrency trading apps တွေဒါမှမဟုတ်ယနေ့မြုံနယ်မှု apps တွေ download လုပ်ခိုင်းပြီးတော့သူတို့ရဲ့ပတ်စံတွေကိုလှည့်ဖြားယူတာပါနောက်ဆုံးမှာတော့ပြစ်မှတ်ထားသူရဲ့ပတ်စံအားလုံးကိုရသွားတဲ့အခါအဆက်အသွယ်ဖြတ်ပြီးတော့လိမ်လည်သွားတာမျိုးပါဒီလိုလိမ်လည်မှုတွေကြောင့်တကယ်ပါလုံးမှာတစ်နေ့ကိုဒေါ်လာဘီလီယံရာနဲ့ချီပြီးတော့ဆုံးရှုံးနေရပါတယ် ်အမေရိကန်ကနေအာရှအထိကမ္ဘာတဝန်းကလူတွေကဒီလိန်လယ်မှုတွေရဲ့တားကောင်တွေဖြစ်နေကြပါတယ်ဒီစင်တာရီရဲ့အတွင်းပိုင်းကိုခြေလိုက်ရင်ရုံးကန်အဖြူတွေတွေလိုပဲပုံမှန်အတိုင်းပါပဲဒါပေမဲ့ခြားနာချက်ကတော့ဒီမှာအလုံးလုံးတဲ့သူအများစုကတေချာကိုအကျဉ်းချခံနေရတာပါပဲရွှေတရီကန်မှာချက်ဝေရဲ့လုပ်ငန်းတွေအပေါ်တရုတ်ရဲ့သဘောထားကရှုပ်ထွေးသလိုပဲမြန်မာနယ်စပ်ဒေသတွေက ကြားဖြတ်လုပ်ငန်းတွေမှာလည်းတရုတ်ရဲ့အခမ်းကဏ္ဍကို အလေးနက်ထားစဉ်းစားဖို့လိုပါတယ်။ဒီကြားဖြတ်ဂိုင်းတွေရဲ့နောက်ွယ်မှာတရုတ်နိုင်ငံသားတွေဥဆောင်တဲ့ယာစွေဂိုင်းအဖွဲ့တွေရှိနေတယ်လို့စွပ်စွဲခံထားပါတယ်။တရုတ်အစိုးရကတော့ဒီလိုလုံရဲတွေကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချပြီးတော့နှိမ်နှင်းမယ်လို့ပြောဆိုပေမဲ့မြေပြင်မှာတော့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေအားနည်းနေသေးပါပဲ။မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေ data ring pre-book ခရီးကြောင့်ဒီလိုရာဇဝတ်ကိုင်းတွေက နယ်စပ်ဒေသတွေမှာအခွင့်အရေးယူပြီးခေလုံရနေရာတွေရှာဖွေနေကြတာပါအထူးသဖြင့်မြောက်ရီအပါအဝင်ကရင်ပြည်နယ်ရှမ်းပြည်နယ်တို့လိုနယ်စပ်ဒေသတွေကအစိုးရရဲ့ထိန်းချုပ်မှုအားနည်းပြီးလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အလွှမ်းမိုးမှုအောက်မှာရှိနေတာကြောင့်ရာဇဝတ်သားတွေအတွက်လွတ်လပ်စွာလှုပ်ရှားနိုင်တဲ့အနေမျိုးတွေဖြစ်နေတာပါဒါကြောင့်လည်းမြန်မာနိုင်ငံကကြားဖြတ်လိမ်လည်မှုတွေရဲ့ပဟိုချက်တစ်ခုလိုဖြစ်လာနေတာပါ ဒီလိုအခြေအနေတွေကလူကုန်ကူးမှုငွေကြေးခဝါချမှုနဲ့အွန်လိုင်းနေလည်မှုတွေလိုကမ္ဘာလုံးဆိုင်ရာရာသွေးမှုတွေကိုပုံမကြီးထွားလာစေပါတယ်။ဥပဒေစိုးမွေးအဖွဲ့တွေအတွက်အဓိကစိန်ခေါ်မှုကတော့နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ပြဿနာပါပဲ။ American FBI ဒါမှမဟုတ်ထိုင်းရဲတပ်ဖွဲ့တို့လိုအဖွဲ့တွေက က်ဆိုင်ရာနိုင်ငံရဲ့ခွင့်ပြုချက်မရှိဘဲဝင်ရောက်ဆောင်ရွက်လို့မရပါဘူး။ဒီလိုခက်ခဲတဲ့အခြေအနေတွေကြောင့်ထောင်ပေါင်းများစွာသောလူကုန်ကူးခံရသူတွေကကဲတင်နိုင်မဲ့မျှော်လင့်ချက်မရှိဘဲပိတ်မိနေသေးပါပဲ။ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင် ိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအထူးသဖြင့်တရုတ်နိုင်ငံရဲ့ထိရောက်တဲ့ပါဝင်မှုဟာအလွန်အရေးကြီးပါတယ်။တရုတ်ကဒီဒေသမှာဩဇာအာဏာကြီးမားတာကြောင့်သူရဲ့လုံဆောင်မှုတွေကပဲဒီအခြေအနေကိုအကြီးအကျယ်ပြောင်းလဲပြစ်နိုင်ပါတယ်။ဒီလိုမဟုတ်ရင်တော့မြန်မာနယ်စပ်ဒေသတွေမှာရှိတဲ့ဈာဖြတ်စင်တာတွေကဆက်လက်ချဲ့ထွေနေအောင်မှာဖြစ်ပြီးတော့ကမ္ဘာရာဇဝတ်မှုပြဿနာတွေထဲမှာအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေအောင်မှာပါပဲ။ ကြောက်ဝေးအကြောင်းပြန်ပြောရရင်သူကမွေးစည်းဝါလုပ်ငန်းနဲ့ရောတရားမဝင်တခြားကိစ္စတွေနဲ့ရော ပတ်သက်မှုအလုံးငင်းဆိုထားပါတယ်။ကြဝေရရွှေကြီးကန်ဒေတာမှာလေးစားခံရတဲ့ခေါင်းဆောင်တူလိုမျိုးသူ့ရဲ့ပုံရိပ်ကိုထိန်းသိမ်းထားပါတယ်။2009ခုနှစ်မှာသူဟာလာအိုအစိုးရနဲ့သဘောတူညီချက်ရယူပြီးရွှေကြီးကန်အထူးစည်းဝေးဆောင်ကိုဖန်တီးခဲ့ပါတယ်။ Area 39.2ရမ်းမိုင်လောက်ကို69နှစ်9ရမ်းခွင့်ရခဲ့ပြီးတော့သဘောတူညီချက်အရနိုင်ငံရဲ့ဒီနေရာကိုသူပဲတာဝန်ယူစီမံခန့်ခွဲခွင့်ရခဲ့တာပါ။အပေါ်ရန်အားဖြစ်တော့ ဒါကလာအိုရဲ့ဆင်းရဲတဲ့ဒေတာကိုဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်တဲ့တရံဝင်ခီးသွားလာရင်းနဲ့စီးပွားရေးစီမံကိန်းတစ်ခုပါသူရဲ့ကုမ္ပဏီတွေကရွှေတရီဂန်မှာယင်းနည်းမျိုးနယ်လိုသူတွေအတွက်အရန်ကိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ကြောင်းမဂ္ဂဇင်းစာဆောင်တွေဖြန့်ပြီးတော့ထုတ်ဝေလေးရှိပါတယ်မသိရင်တော့ Wall Street က Fortune 500ကုမ္ပဏီတစ်ခုရဲ့နှစ်ပတ်လည်အစီရင်ခံစာကိုကြည့်ရသလိုအရန်ကို ဝေဝေးဆဆပါပဲ ဂျာဝေယာမူလာကတရုတ်မြောက်ပိုင်းကလာတာပါသူက1990ပြည်နှစ်တွင်နှောင်းပိုင်းနဲ့2000ပြည်နှစ်တွင်အစောပိုင်းမှာမက်ကာအိုမှာအချိန်အတော်ကြာနေထိုင်ခဲ့ပြီးနောက်ပိုင်းမှာမြန်မာမြောက်ပိုင်းကိုရောက်ခဲ့ပါတယ်အဲ့ဒီနှစ်မှာသူ့ရဲ့အကြီးအကဲအာယုံဆိုင်မှုက ကာစီနိုလုပ်ငန်းဖြစ်ပြီးတော့နောက်ပိုင်းမှာမြန်မာမြောက်ပိုင်းကအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မရော်ဒါမှမဟုတ်မိုင်းလာတက်မရော်လို့လူသိများတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့အရန်ကိုနီနီကက်ကက်ပူးပေါင်းခဲ့ပါတယ်ဒီစုံတဲ့အလုံသမားတွေလုံခြုံရေးတပ်ဖွဲ့ဝင်အများစုကမြန်မာမြောက်ပိုင်းကလာတာဟာတိုက်ဆိုင်မှုတော့မဟုတ်ပါဘူး ကျောင်းဝေဒီဒီတဟောင်းလွှမ်းမိုးဖို့လမ်းကြောင်းဖွင့်ပေးခဲ့တဲ့အဖြစ်ပြက်တစ်ခုဖြစ်ခဲ့ပါတယ်။2012ခုနှစ်ကမဲခေါင်မြစ်ပေါ်မှာတရုတ်ကုန်တင်သင်္ဘောနစီတိုက်ခိုက်ခံရပြီးသင်္ဘောသား73ဦးသေဆုံးခဲ့တဲ့မဲခေါင်မြစ်ကကိစ္စပါပဲ။ဒီကိစ္စကြောင့်ပဲတရုတ်ရဲ့အထောက်ခံမှုနဲ့အတူရွှေတရီကံမှာဝင်ရောက်ဖမ်းဆီးစီးနှင်းတဲ့ စစ်စင်ရေးတစ်ခုကိုဆောင်ရွက်ခဲ့ပြီးတော့နောက်ဆုံးမှာဒေတာရင်းစစ်ဗရေနော်ခန်းကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။သူကိုတရုတ်ကိုလွှဲပြောင်းပေးခဲ့ပြီးနောက်ဆုံးမှာတော့ကွပ်မြက်ခဲ့ပါတယ်။နော်ခန်းကိုဖယ်ရှားလိုက်တာကကြောက်ဝေကိုအရင်နောက်ပိုင်းသူရရှိခဲ့တဲ့ကြီးမားတဲ့အောင်မြင်မှုအတွက်လမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲ။သူရဲ့ပြောဆိုချက်အရာတော့သူဟာ တရားဝင်စီးပွားရေးသမားတဦးဖြစ်ပြီးတော့ရွှေတရီကန်ကနေမွေးရစီဝါမောင်ခိုကူးမှုတွေကိုဖယ်ရှားဖြစ်ခဲ့တဲ့သူပါတဲ့2023ခုနှစ်ထိုင်းမီဒီယာနဲ့အင်တာဗျူးတစ်ခုမှာဒီဆုံးမှာမွေးရစီဝါမောင်ခိုကူးမှုလူကုန်ကူးမှုနဲ့လိမ်လည်မှုစစ်ဆင်ရေးတွေမရှိဘူးလို့သူကပြောခဲ့ပါတယ်သူ့အပေါ်အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကဘုံမိနိုင်ငံရေးပြဿနာတစ်ခုပါလို့လည်းသူကဆိုပါတယ်ဒါပေမဲ့ရွှေတရီကန်နဲ့အချဝေကိုစုံစမ်းစစ်ဆေးခဲ့တဲ့ ဥပဒေစိုးမိုးရေးအရာရှိတွေနဲ့စကားပြောကြည့်ရင်တော့ကျောင်းဝေကိုအပေါ်တယောက်လို့ပဲသဘောထားကြပါတယ်။ဥပဒေစိုးမိုးရေးအရာရှိတွေရဲ့အမြင်မှာတော့တရားမဝင်လို့ရတဲ့ရာလုံဝရနာခြင်းမရှိပဲဒီလုပ်ငန်းရဲ့အဓိကအချက်ချမှာရှိနေသေးပါပဲ။ Facebook ပေါ်က computer game graphic အလုပ်ကြောင်ညာတစ်ခုကိုမြင်ပြီးရတော့ စီဒီအမည်ရှိအင်ဒိုနီးရှားမျိုးသမီးတဦးအထူးစည်းဝါးရေးဆောင်အစည်းအဆက်ထဲလူကုန်ကူးခံရပုံကထိလန့်စီရပါသူမရရောက်ချင်းမှာပဲပတ်စပို့ကိုတင်ယူခဲ့ရပြီးတော်ပိတ်အဆောက်အုံနဲ့အကျဉ်းချခံခဲ့ရပါတယ်ထွက်ခွင့်မရှိပဲသူမရဲ့အလုပ်က Tinder, Badoo လို့ dating app တွေရနေတဲ့ဆက် American အမျိုးသားတွေနဲ့တကယ်ချင်းဖွဲ့ပြီးတော့သူတို့ကိုလဲစားဖို့ပါပဲ COVID ကရောဂါစတင်ချိန်ရောက်ဆပြီးတော့ရွှေထွေးကအထူးစည်းဝါးရေးဆောင် GDSEZ အပါအဝင် အာရှတဝမ်းမှာလိန်လယ်မှုတွေအကြီးအကျယ်ပေါ်ပေါက်လာခဲ့ပါတယ်။အရှိတောင်အာရှနဲ့ကမ္ဘာတဝမ်းမှာလှုပ်ရှားနေတဲ့တရုတ်အခြေစိုက်ရာသွေခိုင်းနေရဟာတနင်္ဂနွေဒေါ်လာ64ဘီလီယံအထိခိုးယူနေကြတယ်လို့တွေးရှိထားပါတယ်။အခုကာလမှာဝက်သက်လိန်လယ်မှု paid bartering scams လို့လူသိများတဲ့အလွန်ရှုပ်ထွေးပြီးတော့ခင်မိတဲ့ online လိုလည်းမှုပုံစံတွေရဆိုရင်တော့ဂိုင်းပေါင်းရာထဲချီပြီးတော့ကိုရှိနေပြီဖြစ်ပါတယ်။ Shredrian အထူးစီးပွားရေးဆောင်တဲ့ပတ်သက်ပြီးတော့ ထိုင်းဒေသခံတွေရဲ့ခံယူချက်တွေကတော့ရောထွေးနေပါတယ်။ထိုင်းနိုင်ငံသားတွေအနေနဲ့တရားမဝင်တဲ့လောင်းကစားတွေရဲ့အတွက်သူ့ရဲ့ပြည်ရင်းမှာလုံဆရာမလို့ပဲအဲ့ဒီကိုသွားနိုင်တာကြောင့်သူတို့အတွက်တစ်ဖက်ကအကျိုးရှိပါတယ်။ဒါပေမဲ့ဥပဒေစိုးမိုးရေးအဖွဲ့တွေရင်ဆိုင်နေရတဲ့အဓိကပြဿနာကတော့အချုံချာအာဏာပြဿနာပါပဲ။နိုင်ငံတကာဆက်ဆံရေးရဲ့အခြေခံစည်းမျဉ်းအရ FBI, DEA, ထိုင်းရဲဒါမှမဟုတ် UNODC တို့က တို့လှုပ်ဆောင်တာကိုမလိုလားတဲ့နိုင်ငံတစ်ခုမှာဘာမှလုပ်လို့မရပါဘူးဒီချက်ကြောင့်ပဲဒီလိုရာသွေးခိုင်းနေရနိုင်ငံမိတ်တွေကိုကြော်ဖြတ်ပြီးတော့လှလက်စွာလှူရှားနိုင်နေတာပဲဖြစ်ပါတယ်ကြောင်ဝေကိုလာအိုအစိုးရကထောက်ခံကြောင်းအထင်ရှားဆုံးဥပမာကတော့တို့ကရွှေတရီကံမှာဖြစ်ပျက်နေတာတွေကိုပြောင်းလဲဖို့အများကြီးလှူဆောင်နိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကတော့တရုတ်လို့ပြောလို့ရပါတယ် သူတို့ကရွှေကြွေးကအထူးစည်းဝိုင်းစုံမှာ20ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ထားတာကတော့ဂျာဝေကိုလာအိုအစိုးရကထောက်ခံတယ်ဆိုတာထင်ရှားစေတာပါပဲဖြစ်ပါတယ်။လာအိုကတရုတ်ထောက်ပံ့တဲ့ကြီးထွားနေရတဲ့တရုတ်ရဲ့မိခိုနိုင်ငံတစ်ခုဖြစ်ပါတယ်။ နေ့စဉ်တရုတ်စီရနေပြီးတော့ဖွံ့ဖြိုးရေးအကူအညီတွေအများအပြားရရှိနေပါတယ်။ဒါဟာတရုတ်ကစီးပွားရေးအရမဟာဗျူဟာမြောက်တယ်လို့ရှုမြင်တဲ့ area တစ်ခုဖြစ်ပြီးရာဇဝတ်ဒိုင်းသားတွေကအဲဒီရေမှန်းချက်တွေအတွက်အသုံးဝင်နေဆိုရင်တရုတ်ကသူတို့ရဲ့လုပ်ရက်တွေကိုလုံးဝမျက်ကွယ်ပြုဖို့အဆင်သင့်ပါပဲ။တချို့ကိစ္စတွေမှာဆိုရင်ပူးပေါင်းဆောင်ရွက်တာမျိုးတောင်ရှိနိုင်ပါတယ်။ဒါပေမဲ့ဒါကအခြေအနေပြောင်းသွားရင်ဒါမှမဟုတ်တရုတ်ကသူ့ရဲ့အကျိုးစီးပွားတွေပြောင်းလဲသွားပြီလို့မြင်ရင်တော့ဇဝေကိုဒီအတိုင်းထားမှာတော့မဟုတ်ပါဘူး။ ဘူး။ဒါကြောင့်အခုချိန်မှာဒီနေရာဟာဆက်ပြီးတော့ချဲချွေနေအောင်မှဖြစ်ပြီးတော့ဟောအာရှနဲ့တခြားဒေသတွေကဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့အမြင်အရတော့ဒါဟာကြီးမားတဲ့ပြဿနာတစ်ခုအဖြစ်ဆက်လက်ရှိနေအောင်မှာပါ။လူကုန်ကူးခရရသူထောင်ပေါင်းများစွာဟာကေတင်နိုင်မဲ့လက္ခဏာမရှိပဲထောင်ချောင်ထဲမှာပိတ်မိနေသေးပါပဲ။စစ်တီအတွက်ကတော့ဒီမရဲ့အိမ်မက်ဆိုးကလုံးဝမပြီးဆုံးသေးပါဘူး။မွေးရစီဝါလူကုန်ကူးမှု အွန်လိုင်းလေလေမှုဒေယာဇွေးမှုတွေကရွှေဒရီဂန်ဒေတာနဲ့မြန်မာနယ်စပ်ကနေကမ္ဘာအနှံ့ကိုအစိတ်လိုပြန့်နေနေပါတယ်။ဂျာဝေလိုလူတယောက်ရဲ့လွမ်းမှုမှုအောက်မှာအပြစ်မဲ့ပြည်သူတွေကကျွန်းသက်ဖွဲဘဝတွေတဲရောက်နေကြရပါတယ်။ဒီကိစ္စတွေတရုတ်နိုင်ငံကအခမ်းကဏ္ဍကရှုပ်ထွေးလွန်းပြီးတော့နိုင်ငံတကာဥပဒေတွေကလည်းဒီရာဇဝတ်ခိုင်းတွေကိုမထိန်ချုပ်နိုင်အောင်ဓာစီထားသလိုဖြစ်နေပါတယ်။ဒီတော့ဒီအမောင်ကဘာကြီးကိုဘယ်သူကအဆုံးသတ်ပေးမှာလဲ။ဒီအကြောင်းမဲ့ဖွဲ့ရာခွင်းဆက်ကြီးကနေ ဘသူကသားကောင်းလေးကိုခဲ့တယ်မှာလေဒီမိန်းကုံးလေးရဲ့အဖြေကတော့လုံပိုင်ခွင့်ရှိတဲ့သက်ဆိုင်ရာအာဏာပိုင်ကြီးရဲ့လက်ထဲမှာပဲရှိပါတယ်။လက်ရှိမှာတော့ထောင်ပေါင်းများစွာသောလူကုန်ကူးခံရသူတွေကကဲတင်နိုင်မဲ့မျှော်လင့်ချက်မရှိပဲပြိမိနေစေပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။